Hello အားလုံးမင်္ဂလာပါခုတင်ကစားမှာကျွန်တော်တို့ဒီ Inasha GS ကို setup လုပ်ရအောင်ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ဒီရဲ့ desktop ပေါ်မှာကျွန်တော် Inasha code ဆိုတဲ့ folder လေးရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒီ folder လေးမှာကျွန်တော် right click ထောက်ပြီးတော့အာ terminal ခေါ်လိုက်မယ်မိတ်ဆွေတို့ရော Windows 3နဲ့ဆိုရင်အာဒီ cmd ခေါ်ပြီးတော့ဒီဒီကောင် drag ဆွဲထည့်လိုက်ပေါ့နော် cd command နဲ့လမ်းပြီးတော့သွားလာဒီမှာ Inasha GS code ဆယ်ကိုရောက်နေဘူးလိုတယ်ပေါ့နော်။โอเคဒါဆိုရပြီ။ရပြီဆိုတော့ကျွန်တော်ဒီထဲမှာအရင်ဆုံး အာ library project ကိုအရင်ဖန်တီးလိုက်မယ်အဲ့တော့ composer အာ create dash project dash pi prefer text library l a r a v e s let library okay ပြီးရင်ကျွန်တော်အနောက်မှာ project ရဲ့နာမည်ပေါ့နော်အဲ့တော့ lan အဲ့ဒီအတိုင်းအနေနဲ့ရှာလို့ကျွန်တော်ပြောလိုက်မယ်အန်တာတစ်ချက်ခေါက်လိုက်မယ်ဒါဆိုရင်အာ library project နောက်ဆုံး version တစ်ခုထွက်သွားလိမ့်မယ်ပေါ့နော်အဲ့တော့ Laravel version 12က minimal ဒီ PHP version အနည်းဆုံးပေါ့နော်8.3နဲ့အထက်မှာလိုတယ်ပေါ့နော်အဲ့တော့မိတ်ဆွေတို့ကအဲ့ဒါ8.3လေးတော့အစင်းသင်းဖြစ်လေးကိုလိုတယ်ပေါ့နော် PHP version okay ဒါဆိုရင်ရသွားပြီရပါပြီဆိုတော့ကျွန်တော်ကအောက်မှာ VS Code တစ်ချက်ဖွင့်လိုက်မယ်ပြီးွားရင်ကျွန်တော်တို့ရဲ့ခုနက folder တွေကဒီ land inertia ကိုဒီထဲကို drag ဆွဲပြီးတော့ထည့်လိုက်မယ်ဒါဆိုရင်အာ library project ရပြီ โอเคအဲ့တော့ဒီကောင်လေးကိုကျွန်တော်ကအရင်ဆုံး range ကြည့်အောင်အဲ့တော့ဒီမှာ PHP artisan self lubricant CRV self ပြီးရင်ကျွန်တော်တို့ library version ဘယ်လောက်လဲစစ်ကြည့်မယ် PHP artisan dash v assign version အဲ့တော့12.18.0လည်းဒါ library version အာတွဲရပါပြီပေါ့နော်โอเคအဲ့တော့အာ ဟိုဟာကိုကျွန်တော်တို့ဒီ inner shell ကိုကျွန်တော် setup လုပ်ဖို့အတွက်ကျွန်တော် byte တွေကိုအများကြီး setup လုပ်ဖို့လိုတယ်ပေါ့နော်အဲ့တော့ကျွန်တော် mm cobra website ကိုတစ်ချက်သွားနိုင်မယ်အထက်မှာကျွန်တော်အာနှုတ်လေးတစ်ခုကျွန်တော်ရေးထားတာရှိတယ် article လေးထဲမှာပေါ့နော်ဒီမှာ inner shell အာ setup လုပ်မယ်ဆိုတဲ့ဟာလေးမှာ okay အဲ့တော့အရင်ဆုံးကျွန်တော်တို့လိုအပ်တဲ့ဒီ node package manager ကနေပြီးတော့အရန်ကိုသုံးမယ်ပေါ့နော်ဒီမှာ react react drone အာ black and react inertia react အဲ့ဒါတွေအကုန်လုံးကျွန်တော် copy ကူးလိုက်မယ်ဒီမှာလာပြီးတော့အာ paste လုပ်ပြီးတော့လိုအပ်တဲ့ package တွေသွင်းသွားလိုက်မယ်ဒါဆိုရင်ဒီဘက်မှာအာ node module ထွက်လာလိမ့်မယ်ပေါ့နော်ဒါပြီးသွားအောင်မြင်သွားပြီဆိုရင် okay ဒီဖက်မှာကျွန်တော်လုတ်ဆရာရှိတာတွေထပ်ပြီးတော့အာလုတ်နေမယ်ဒါပါလဲဆိုတော့ resources app.js extension မှာတဲ့ဒီ code တွေကျွန်တော် set up လုပ်ရမယ့်ဟာတွေပေါ့နော် inertia အတွက် set up လုပ်ရမယ့်ဟာတွေဒါတွေကဘယ်ကနေကူးထားတာတုံးဆိုတော့ အာ inertia gs documentation ကနေတွားပြီးတော့ကူးထားတဲ့ကောင်းနေပေါ့နော်အလွတ်ရစရာမလိုပါဘူးโอเคအဲ့တော့ဟို ရှိပြီးသားပေါ့နော်မင်းဆိုရခဏလေး inertia inertia gs document okay အဲ့တော့ဒီဒီမှာပါလဲဆိုတော့ဒီမှာ installation မှာ server side နဲ့ client side နဲ့ဒါနှစ်မျိုးရှိတယ်ပေါ့နော် client server side မှာဆိုဘာတွေဘာတွေလိုတယ်အဲစသဖြင့်ပေါ့နော် client side မှာဆိုလို့ရှိရင်အဲဘာတွေဘာတွေလိုတယ်ပေါ့နော် ဒါဒီကနေကျွန်တော်သွားဖက်ပြီးတော့အာနှုတ်လေးထုတ်ခဲ့တဲ့ဟာပေါ့နော်โอเคအဲ့တော့ကျွန်တော်တို့ဒီမှာဒီဟာလေးလုတ်လိုက်အောင် resources.js app.js ဆိုโอเคအဲ့တော့ resources တွေက js တွေမှာဒီမှာ app.js တခုရှိတယ် bootstrap pin လုတ်ထားတဲ့ဟာကျွန်တော်တို့မသုံးတော့ပါဘူးအဲ့တော့ကျွန်တော်ဖြတ်လိုက်တော့ရင်ဒီ bootstrap ကိုအဲ့တော့ဒီ app ကို app.js x လို့ကျွန်တော်ပြောင်းလိုက်မယ်ဒီထဲမှာအကုန်လုံးဖြတ်လိုက်မယ်ပြီး page အာလုတ်လိုက်မယ်နောက်တစ်ခုကဘာလို့ဆို vi.config.js ကျွန်တော်တို့က vi ဒီ build run time ကိုကျွန်တော်တုံးပါဗောနော်အဲ့တော့ copy တစ်ချက်ကူးလိုက်မယ်အဲ့တော့အောက်မှာ vital.config.js ရှိတယ်အကုန်လုံးကျွန်တော်ဖြတ်လိုက်မယ်ကျွန်တော်ပြောတဲ့ဟာကို page လုပ်လိုက်မယ်အဲ့တော့ဒီမှာဒါအရေးကြီးတဲ့ input ကမှာ resource.js aggregate.js ကို runner လုပ်ပါမယ်ဆိုပြီးပြောထားတဲ့ဟာဗောနော်ဒီကောင်ကိုလာပြီးတော့ run ပါဗောနော် compiling လမ်းပြီးလုပ်ပါဗောဗျာ okay ပြီးွားရင်နောက်တစ်ခုကဘာလို့ဆို inertia.js ကအမြင်နဲ့ app.play.php ကိုအာ detect ဖြစ်တာဗောနော်အဲ့တော့ဒီကောင်ကိုကျွန်တော် copy ကူးလိုက်မယ်ဒီမှာ app.play. အာ PHP အာဖန်တီးဖို့လိုတယ်ပေါ့နော် review ထဲမှာကျွန်တော်ကအဟုတ် sorry ဒီ view ထဲမှာ app.play.php define pandy line html ဘယ်ကိုရောက်ကုန်တာလဲ wait slab body slab html slab body slab oh slab html okay ပြီးရင် meter tag ကကျွန်တော် head ထဲမှာရှိရမှာเนาะဒါလေးကျွန်တော်ပြီးမှကျွန်တော်ပြန်ပြီးတော့ပြင်ပြီးထားပါမယ်ဟုတ်ပြီ head ထဲမှာရှိရမှာဒါဆိုရင်ရပြီအဲ့တော့ဒီ add file react refresh ကဒါ hot reloading တွေပေါ့เนาะပြီးွားရင်ကျွန်တော်ဒီ app.js ဒါ compiling လုပ်ပြီးသားအာ version ကိုလာပြီးသုံးမယ်လို့ပြောတာဒါ inertia hack ကတော့ inertia အတွက်လိုအပ်တဲ့ဟာပေါ့နော်ပြီးဒီမှာ inertia အာကျွန်တော်တို့ရေးတဲ့ code ကို inject လာပြီးတော့အာလုပ်လိုက်မယ်ပေါ့နော်ဒီထဲမှာ โอเคရပြီအဲ့တော့အောက်မှာကျွန်တော်ထပ်သွားရအောင်နည်းပဲကြံတော့တယ်အဲ့တော့ composer require နဲ့ဒီ laravel ဒီ server ဘက်အချမ်းကဟာကိုကျွန်တော်တို့ install လုပ်ရအောင်โอเคဒီ inertia ဒီ lower the package တွေတွင်းမယ်ပေါ့เนาะပြီးရင် middleware တကူကျွန်တော်တို့အဲ package တွင်းပြီးွားနေ middleware တကူအာ phantom လိုက်ဖို့လိုတယ်ပေါ့เนาะဒီ command နဲ့ကျွန်တော် phantom လိုက်ရုံပဲအ โอเคဒါဆိုရပြီအဲ့တော့ဒီကောင်ကကျွန်တော်ဒီ middleware ကိုအသုံးပြုပြီးဘူးလို့လည်းဘာအောင်ဆိုတော့ handle initial request ဆိုတဲ့ဟာပေါ့နော်ဘယ်ထဲမှာအောင်ဆိုတော့အဲ bootstrap တဲ့က app.php ထဲမှာโอเคဒီ bootstrap ပြန်ဒီ app.php ထဲမှာပေါ့နော်ဒီမှာ web middleware ရှိတယ်အဲ့ထဲမှာကျွန်တော် dollar sign middleware ဒီမှာ web address ကျွန်တော်ပြသုံးပါပေါ့နော်โอเคဒီမှာ page လောက်လာမယ်ဒါဆိုရင် အာရပြီအဲ့တော့ရပြီဆိုတော့ဒါ inertia gs တော့ကျွန်တော် set up လုပ်တဲ့ဟာတွေတော့အလုံးအစင်အာပြည်သွားပြီပြည်သွားပြီဆိုတော့ကျွန်တော်အခု web.php တစ်ချက်သွားလိုက်မယ်ပြီးတော့ရဒီမှာ route gas celebrity ဟာဒီမှာ return ဒီမှာ function တခု run နေရပေါ့နော်ကျွန်တော် inertia အာ inertia ဒီမှာ use ဒီ inertia ကိုကျွန်တော်သုံးပြီး render နဲ့ ind ရ render ဒါ inertia ကနေပြီးတော့အာ theme မှာဘာလို့လဲဆိုတော့ဒီ react component တခုပေါ့နော် page တခုကိုကျွန်တော်ပေးရတယ် WERC Welcome ကိုကျွန်တော်ပြလိုက်။အဲ့တော့ဒီ Welcome က Inasha ဘယ်လိုသွားကြည့်လဲဆိုတော့ကျွန်တော်ဒီ Advertisement မှာလာပြီးကြည့်ကြည့်လို့ရှိရင်ဒီမှာကြည့် Dot select page ဆိုတဲ့အထည်မှာရှိတဲ့ဘယ်လိုမျိုးသော GSX file မျိုးမဆိုသူကလမ်းပြီးတော့သူကြည့်နေမှာပေါ့နော်။အဲ့တော့ကျွန်တော်တို့က Inasha ကအမြဲတမ်း detect ဖြစ်နေတာအဲ့ဒီ pages ကို detect ဖြစ်နေတာပေါ့နော် PAGS pages အဲ့တော့အဲ့ဒီ pages ထဲမှာ WERC မျိုး .gsx IFC နဲ့ real component တကူဖန်တီးလိုက်မယ်အဲ့တော့ဒီမှာ web my initial runner နဲ့ webcam ကအဲ့ဒီရဲ့ pages ရဲ့ webcam ကိုလာပြီးတော့ run လိုက်မယ်ပေါ့နော်အဲ့တကယ်လို့အာ select about ကနေပြီးတော့အာကျွန်တော်က abu ဒီ about ကိုလာပြီး run မယ်ဆိုဒီချိန်မှာ about တော့ gsx define အလုပ်လိုက်မယ် pages ရဲ့ဟာတွေကိုဒီ web ကနေပြီးတော့ auto detect ဖြစ်တာပေါ့နော်တော်တော်မိုက်ရနော် okay ဒါဆိုကျွန်တော်တစ်ချက် run ကြည့်မယ် မန်းကြီးမယ်ဆိုတော့အောက်မှာကျွန်တော်ဒီမှာ PHP တွေ development server လည်းရပြီအောက်မှာကျွန်တော် package.json တစ်ချက်သွားပြီးတော့ကြည့်အောင် package.json မှာအာဒီမှာကျွန်တော် yarn dev ဆိုတာအဲ့တော့ yarn dev dev လာတဲ့ development server ဖွင့်လိုက်တာပေါ့နော်ဒီ client တွေပေါ့နော် client တွေ development server ဖွင့်လိုက်တာ file ကိုအသုံးပြုပြီးတော့ပေါ့နော်သူကကျွန်တော်ရေးတဲ့ code တွေကို real time အာ transpile လုပ်ပြီးလိမ့်မယ်ပေါ့နော် okay အဲ့တော့တစ်ချက်ကျွန်တော် run ကြည့်မယ် localhost 8000 handed initial request does not exist okay ဘာဖြစ်လို့တော့ဆိုတော့အာ bootstrap ထဲက app ထဲမှာကျွန်တော်ဒီဒီ handed initial request ကဟိုမှာမဖြစ်ဘူးဖြစ်တာမထိတ်မှမတုံးရသေးဘူးဖြစ်နေတာ h a n d l handed initial request okay okay ဒါတုံးလိုက်လို့ရှင်ရပြီပေါ့เนาะကျွန်တော်ဒီမှာလည်းရေးပြီးထားတယ်เนาะဘာလို့ဆိုတော့ဒီမှာတို့လာ use နဲ့ handed initial request ကိုတုံးမှုတော့ okay set reload ပြန်လုပ်ကြည့်မယ်။ဒါဆိုရင် react component run သွားတာကိုမြင်ရလိမ့်မယ်။အဲ့တော့ inspect မှာတစ်ချက်ထောက်ကြည့်မယ်။ပြီးဒီမှာ component ဒါ react ကို dev2 ဟာပေါ့နော်။ modular welcome ကအလုပ်လုပ်သွားပြီပေါ့နော်။ Okay တစ်ချက်ကျွန်တော်စမ်းကြည့်အောင် welcome နဲ့မှာကျွန်တော်ကအာ stick လေးတွေပါလေးနည်းနည်းတုံးကြည့်မယ် cross နဲ့ဟိုမှာ counter comma set counter equal use stick နဲ့အာ0လို့ကျွန်တော်ပြောလိုက်မယ်အဲထဲမှာ ပတ်တန်အပတ်တန်မှာကျွန်တော်အကောင်တာစီယိုယွန်းကောင်တာလေးထည့်လိုက်မယ်ပြီးတော့ဒီကောင်ရဲ့ on click event မှာ arrow function နဲ့ set ကောင်တာမှာ counter flash 1ထည့်လိုက်ရင်ထည့်ပြီးစမ်းကြည့်မယ်ပေါ့နော်โอเคဒါဆိုဒီမှာဒီလားထွက်လာပြီကျွန်တော်တို့သတိထားမိလားမသိဘူးကျွန်တော်ဒီမှာ control s နှိပ်လိုက်တာနဲ့ဒီမှာ hot reload ဖြစ်ပြီးတော့အာ damage UI မှာ effect တွေဖြစ်နေတယ်ပေါ့နော်ဒီ client ရဲ့ဒီ file ကြောင့်ပေါ့နော် okay ဒီမှာနှိပ်ကြည့်လိုက်လို့ရှိရင်အာဒီလို count counter ဖြစ်သွားတာမြင်ရလိမ့်မယ်ပေါ့နော် okay ဒါဆိုရင်အာကျွန်တော်တို့ inertia ကြီးရဲ့ setup လုပ်တာအောင်မြင်သွားပါပြီအဲ့တော့နောက်သင်ခန်းစာမှာဆက်ပြီးတော့တွေ့ရအောင်အားလုံးကျေးဇူးပါ